ရှိတော့ကပုံနာကြီးဇနီးခင်မွန်ရှိတယ်တဲ့သာသမီမရှိတော့အင်မတန်လိမ်မာတဲ့ကျက်တူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခကြီးထွက်เสียရရှိတယ်ရှိတော့ကျက်တူရွေးလေးနှစ်ကောင်ကို အနာခေါ်တိုးတိုးတိတ်တိတ်မှားတယ်ငါသားတို့အဖေခကြီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခကြီးထွက်သွားရော ပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လေစိတ်မချမယ်ဆိုစိတ်မချเสียရပဲပုံနေမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတွေတဲ့အဲ့ဒါကိုကျက်တူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့ကျက်တူကြီးအငယ်ကောင်ကပြောချင်တာဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကူကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကူဖြစ်တဲ့ကျက်တူကြီးကဖះလောင်းလေးငါကြီးမပြောနဲ့ ြောရင်မင်းဒုက္ခရောက်တားတာဒါပေမဲ့တားလို့မရဘူးအငဲကောင်ကပြောခြင်းစိတ်ကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးဟင်ဒကမကြီးတွေအဲ့လိုခံစားချက်မျိုးကြုံဘူးလားပြောခြင်းတာကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့ညှောပြီးတော့နေတာပြောခြင်းလွန်းလို့ဟင်ဒကမကြီးတွေမှန်ပါဗျာအေးအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါအကိုတားတာကို နားမထောင်မဲနဲ့ပုံလေးမကြီးတွေသွားပြီးတော့အမေခမရဒီလိုလုပ်တာတော်လားဗျာဒီလိုမလုပ်သင့်ဘူးသွားပြီးတော့ပြောတာပုံလေးမကြီးမျက်လုံးပြူးဒုက္ခပဲဒီကောင်တိတ်သွားပြီလူဆိုတော့ညံရှိတယ်ညံမမကောင်းတဲ့ညံတွေကပိုးတောင်ရှိသေးတယ်အဲ့ဒါနဲ့ငါသားတဲ့ငါသားကအမေကိုဆုံးမဖို့ရပါပြီတဲလိမ်မာတာပဲလာပါဦးအမေနားလာပါဦးချော့ခေါ်တာ အနားလေရောက်ပြီဆိုတော့ဖြတ်ခနဲ့ဆွဲပြီးတော့လေဘင်းကိုလိန်ချိုးလိုက်တယ်ကိုယ့်အကူအေးအေးမနေနိုင်တဲ့အကောင်ဟုတ်လားအဲ့ဒီလိုလေဘင်းကိုလိန်ချိုးပြီးတော့မိကြီးခဲတွေရှိတဲ့ပြာပုံထဲကိုထိုးသိမ့်လိုက်တယ်အဲ့ဒါကိုအစအဆုံးဟိုတန်းပေါ်မှာလမ်းလျှောက်နေတဲ့အကူကမြင်နေမှန်ပါဗျာငါပြောစကားနားမထောင်နိုင်ကောအဲ့ဒီလိုနဲ့ပုံနာကြီးပြန်ရောက်လာရောက်လာတဲ့အခါကျတော့ပုံနာကြီးကကျက်တူရဲ့နှကောင်ဆုံမဆုံတောင်း မကြည့်နိုင်ဘူးရှိတဲ့ကျက်တူရည်ခေါ်ပြီးတော့ဘယ်နဲ့တော့မင်းအမေဘယ်နဲ့တော့မေးတာမေးတဲ့အခါကျတော့ကျက်တူရည်လေးကအဖေတဲ့မြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းပြောမိလို့ကျွန်တော်ရဲ့ညီကတော့ပြာဘူးထဲမှာသေးပြီးတော့အိတ်နေပြီတဲ့မှန်ပါဗျာဟုတ်လားမှန်ပါဗျာအဲ့ဒီတော့အဖေလည်းမှတ်ထားမြင်တာကိုမြင်တဲ့အတိုင်းသိတာကိုသိတဲ့အတိုင်းကြားတာကိုကြားတဲ့အတိုင်းတွေ့တာကိုတွေ့တဲ့အတိုင်းမစင်းစားမစင်ခြင်းမဲနဲ့ မစူးစမ်းမဲနဲ့ပြောတဲ့လူဟာကျွန်ုပ်ရဲ့ညီလေးသေးတယ်လို့သိရလိမ့်မယ်တဲ့မှန်ပါဗျာအဲ့ဒါလို့ပြောပြီးတော့ဟိမွန်တာကိုပြန်သွားတာပြန်မလာတော့ဘူးတဲ့မှန်ပါဗျာတချို့ရှိတယ်နော်တို့ကတော့တိတိတဲ့အတိုင်းပြောရမှာပဲမြင်မြင်တဲ့အတိုင်းပြောရမှာပဲတို့ကတော့မှန်မှန်ပဲဘွန်းဘွန်းပဲရှင်းရှင်းပဲဆိုတဲ့လူတွေတတိထားတယ်ကမကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောအဲ့ဒါရေဘာကိုကြည့်ပြောရမလဲပုဂ္ဂို ကြည့်ပြောမှာဗျာပုပ်ကိုကိုကြည့်ပြောစကားကမှန်မိမယ်လို့စကားကကောင်းမိမယ်လို့တစ်ဖက်လူကခံနိုင်ရည်ရှိအောင်မနားလေနိုင်အောင်မတနည်းအားဖြင့်ပြောရရင်အဆင့်ရှိအောင်မဥစဉ်တို့ဒုက္ခတာတုတ်တန်ဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဗျာတီလာမရှိတဲ့လူရဲ့ရှိမှတီလာအကြောင်းသွားပြောရင်နားခါးတယ်တဲ့မှန်ပါဗျာအဲ့ဒါဒုက္ခတာမကောင်းတဲ့စကားကိုဖြစ်သွားတာ သူလည်းပဲအကုသိုလ်များတယ်ကိုလည်းပဲဟာဒီကောင်အလကားကောင်ပဲဆိုတော့စကားကောင်းပြောရင်လည်းအကုသိုလ်ဖြစ်တယ်။ယုံကြည်မှုတရားတရားမရှိတဲ့လူရှိမှတရားတရားအကြောင်းပြောရင်နာခားတယ်။မှန်ပါဗျာ။ဟုတ်လား။ဘာမပြောနဲ့။ဟုတ်လား။နောက်ဘ ഹു တုတ္တရီနဲတဲ့ပုဂ္ဂိုလ်ရှိမှဘ ഹു တုတ္တအကြောင်းဘာမပြောနဲ့။မှန်ပါ။နော်။တတ္တသီလတုတ္တစာခနှမျိုးတဲ့လူရဲ့ရှိမှပိကံကြီးအကြောင်းဘာမပြောနဲ့။ နောက်ပညာနည်းတဲ့လူရှိမှပညာအကြောင်းသွားမပြောနဲ့မှန်ပါဗျာဓမ္မဆရာဘုရားကိုယ်တိုင်ပြောထားတာနော်တခါကြီးများမှန်ပါဒါကြောင့်စကားကကောင်းတော်လည်းပဲပုဂ္ဂိုလ်ကခန္ဓာကြီးမရှိရင်ကောင်းသောစကားသည်မကောင်းသောစကားဖြစ်တတ်တယ်မှန်ပါဒါကြောင့်ပေသပေါင်းသူတော်ကောင်းတို့မြင်သာကိုမြင်တဲ့အတိုင်းအခါခတ်သိမ့်ပြောလို့မဖြစ်ပါဘူးကုသိုလ်တွေများပြီးတော့အကုသိုလ်တွေနည်းသွားမယ်ဆိုရင်တော့ပြောရမှာပေါ့မှန်ပါဗျာဟုတ်လား အင်းဒါကပုံကိုကိုကြည့်ပြီးတော့ပြော